မင်္ဂလာပါခင်ဗျာရိုးရပေါ် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဘယ်လက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆိုင်ရဲ့မင်္ဂလာသမီးများအတွက်တာမီကိန်းကျမရဏတိထားတဲ့အသက်များဆိုတဲ့အထူးဟော့စတန်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့တက်ကမရဏရွေနဲ့ကြိုက်နေပါကသတိထားတဲ့နာတွေရှောင်တဲ့နာတွေကိုဘယ်ရင်ပညာနဲ့သဘောတရားပေါ်ခြေခံပြီးဆရာကြီးကအနေနဲ့ပဲပြောပြပေးသွားမှာပါဒါကြောင့်ဘယ်လက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆိုင်ရဲ့ ဘေရင်ဟော့စတန်ကိုတင်ဆက်ပေးလိုက်ပါတယ်ဒီအတာဒမီအားလုံးဒီနေရာဒီဝေးကွာကြပါစေအက်စီဒန်လူရဆနပြေဝပါသေးကြောင်းရိုးရပေါ်ချန်နယ်မှာတဆင့်ဘီရင်လက္ခဏာကံပြရပညာသူတွေဒီဆရာကြီးဦးမြတ်ဆံမှစူတောင်းမြတ်တာဥဒါပါတယ်ခொနီအတာဒမီများ သုဘိတ်ကန္တရာကတတ်တန္တရာကယောဂကန္တရာကကကြည်သုံးပါးမှာကြော်လွားပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ရိုးရပေါ် channel မှာအစ်ဆရာကြီးဦးမြတ်ဆန်ကဆုတောင်းမြတ်တာပို့တာပါတယ်ရိုးရပေါ်ဆရာတို့ရဲ့ channel ကရိုးရပေါ် channel လို့ခေါ်ပါတယ်ဘာဖြစ်လို့ရိုးရပေါ် channel လို့ခေါ်လဲဆိုရင်မြန်မာမှာတိမ်မြုပ်ပျောက်ွယ်လူမိဘဖြစ်နေတဲ့အတတ်ပညာတွေတချို့ရိုးရတယ်เนาะကျွန်တော်တို့ မြန်မာမှာရှိတဲ့ထုံနှန်းတွေဆင်လာတွေဟာတိမ်ညုတ်ပျောက်ွယ်လူမျိုးပါဖြစ်နေပါဘူး။အကြောင်မလို့ဒါတွေကိုပြန်လဲပြီးတော့ဒီကပြည်သူများပြန်လဲသိရှိနားလဲဖို့လူငယ်များလူလက်ပိုင်းများသိရှိနားလဲဖို့အချို့ကြတော့လေလူကြီးပိုင်းများပေါ့မိနေကြတာလေးတွေပြန်လဲသတိရဖို့အတွက်အတိတ်မှာရှိခဲ့တဲ့ပြန်တရားတွေပြန်လဲသိဖို့နောက်အတိတ်အကြောင်းလေးတွေပြန်လဲနိုးကြဖို့သိအောင်လို့ပြန်လဲပေါ်ကျူးပေးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက် ဆရာတို့ရဲ့ channel ကရိုးရဖို့ channel ဖြစ်ပါလေအယူရဖို့ channel မှာတဆင့်ဆရာကြီးဦးမြတ်ဆန်ကမိသားစုနဲ့ပတ်သက်တာတွေကံကြမ္မာနဲ့ပတ်သက်တာတွေဘဝမှာကံကောင်းခြင်းနဲ့ပတ်သက်တာတွေအတွက်တော့တချို့သလိုရှိလို့ရှိရင်ဖြစ်ကာလမကောင်းတတ္တရာဆိုင်ဒါကြောင့်မလို့အားလုံးလို့လိုရမှာမသိရဲ့ခொနည်းသားသမီးများအတွက်ကိုဒီရိုးရဖို့ channel မှာတဆင့်တချို့ဝင်ရောက်ကြည့်ရှုပြီးတော့မှပြုလုပ်ကြတဲ့အခါမှာ အောင်မြင်ကြတယ်၊ကြီးပွားကြတယ်၊ချမ်းသာကြတယ်။လူရဆန္ဒတွေပြေဝကြတယ်လို့ပြန်လဲကြရတာဖြစ်တဲ့အတွက်ဆရာကြီးဦးမြတ်ဆန်အနေနဲ့တရောက်တနေရနေပြီးတော့ကုညီနိုင်တာဖြစ်တဲ့အတွက်အတိုင်းမသိတဲ့ဝန်တာပီတိဖြစ်ရပါတယ်။ပုံနည်းတူသာပဲဆရာကရွှေညာမြေ channel မှာလဲခဏရသာသူများရဲ့ဒီဒီဟော့စတန်အကြောင်းတွေတိုက်တက်စဉ်အကြောင်းတွေဆရာတင်ပြပေးထားသလိုဆရာရဲ့တက်တော်မှာလဲ ေးတင်အကြောင်းเนาะကျွန်တော်တို့အသိပညာအတတ်ပညာအကြောင်းလေးတွေဆရာသိသလောက်ဉာဏ်မီသလောက်နားလည်သလောက်ကလေးတွေပေါ့ဘောင်းတော့ပညာဆိုတာကပြင်လဲကြီးလိုပဲအင်မတန်မှကျယ်ဝန်းပါတယ်ခင်ဗျကျယ်ဝန်းတဲ့ပြင်လဲကြီးရဲ့မှာเนาะဆရာတို့မဟာပရိဝိမြကြီးကတဲတွေကအင်မတန်မှများပြားပါတယ်ဆရာတို့အသိရဲ့အသိရလက်သေးလေးပေါ်မှာတင်ထားတဲ့အသိလိုပဲလက်သေးလေးပေါ်မှာတဲတွေတင်ကြည့်အဲ့တဲတွေတော့ဆရာတို့ကအကုန်မရေးနိုင်ပါဘူးအကြောင်းမလို့အချို့ဆရာဆရာတွေက ငါပြီးတယ်ငါတက်တယ်ငါတော်တယ်ငါပြောတာမှာဟုတ်ငါပြောတဲ့အတိုင်းလုပ်ဆိုတဲ့ဆရာဆရာတွေရှိတယ်ဆိုရင်တော့အုံမတော်ကောလို့ပဲဆရာဦးမြတ်ဆန်တို့ကပြောချင်ပါတယ်ခင်ဗျာနော်။ဘောင်းတော့အသိပညာအတတ်ပညာနော်ဘဟုတုတ္တဆိုတာကုံတယ်လို့မှမရှိတာဟုတ်။ပင်လေဤခင်ဗျာကျေဝန်းနဲ့အသိပညာဘဟုတုတ္တတွေဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့သိသလောက်တတ်သလောက်နားလဲသလောက်အသိပညာဘဟုတုတ္တလေးနဲ့ခொနည်းသားသမီးများကိုပြန်လဲမျှဝေတဲ့ ချန်နယ်ဖြစ်ပါတယ်။အဲကြောင့်မလို့ဆရာတို့လာလက်ရှိလေးလာ မှတ်သားဆရာဆရာကြီးရဲ့နီးနာတွေခံယူပြီးတော့မှဆရာတို့လည်းသိသလောက်တတ်သလောက်နားလဲသလောက်လေးကြီးပြန်လဲမျှဝေတယ်။ပြီးရင်ညီမမှာရှိတဲ့အတိတ်မှာရှိခဲ့တဲ့ကြိမ်မြုပ်ပြောက်ွယ်လူနီမှာဖြစ်နေတဲ့အတတ်ပညာတွေအဟုသိတာတွေပြန်လဲမျှဝေပြီးပေါ်ကျူးတဲ့ channel ဖြစ်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ channel ကိုကရိုးရဖို့ channel ဖြစ်ပါလေ။အဲ့ဒီရိုးရဖို့ channel ကနေပြီးတော့ဆရာကပြီးခဲ့တဲ့အပတ်ဒီမှာ တင်းငွေသားသမီးများတွေပါလို့တင်တယ်ဘလို့လောက်တင်တယ်ပါရီကောင်းတယ်ပါရီဆိုးတယ်အဲ့ဒါစီဝါရေးတော့ဘလို့လောက်ပါတင်းလာသားသမီးများတွေဟလာငွေကြောက်ကားကိစ္စတွေအင်ချမ်းမြေကိစ္စတွေမိသားစုနဲ့ပတ်သက်တာတွေပဲဆရာကတင်ပြပေးခဲ့တယ်လို့ပဲဒီတစ်ပတ်မှာတော့ဆရာကအင်းငါသားသမီးများအတွက်ဒါလို့တင်လို့လိုက်တာလေးတွေကံအကြောင်းတရားလေးတွေဆရာတင်ပြပေးမှဖြစ်တဲ့အတွက်လိုက်လံကြည့်ရှုအားပေးကြပါဆရာကအိုက်တွန်းနေပါတယ်ခင်ဗျနော်ဒီတစ်ပတ်မှာတော့အင်းငါသားသမီးများဟာတဲ့ ပေါင်389ခုနှစ်ကောတာမှာအင်္ဂါသားသမီးများတိုက်ကြုံမှာရှိတာဖြစ်တဲ့အတွက်တိုက်ဆိုရင်လက်ကူတာပိုက်ကြပါတဲ့မြန်နိုးကျော်ပါကောင်းစီရကြီးတဲ့အဲ့တော့တိုက်ဆိုတာက လုံညုံချင်းပိတ်လောင်ချင်းကံတရားနဲ့ဆိုင်ချင်းเนาะဒါကြောင့်မလို့အတိတ်ကံနဲ့ဆိုင်တဲ့ကံကုသိုလ်အလုပ်လို့ခေါ်ပါတယ်ဒါပေမဲ့အင်္ဂါသားသမီးများဟာတဲ့စိတ်ချင်တိုင်းတော့လုပ်လို့မရပါဘူးအင်္ဂါဆိုတာကစိတ်ကြိုလို့ခေါ်တယ်လို့ပဲเนาะကျွန်တော်တို့ဓာတ်သဘောရလေကြိုလို့လည်းခေါ်ပါတယ်ဒါကြောင့်မလို့ စိတ်ပန်းဆိုင်ရာမှာလင်မြန်လို့မရပါဘူးလေလို့ဆုံးဖြတ်ချက်တွေမှားယွင်းသွားရင်ဒုက္ခတွေရောက်စီတတ်ပါဒါဘာလို့ပြရတယ်လဲဆိုရင်ကိုယ့်ရဲ့အမြင့်ကျိုဖြစ်တဲ့ကျွန်တော်တနည်းလာကျူကအမြင့်ကလည်းပုတ်နေပါလေခင်ဗျနော်အမြင့်ကျိုကလည်းပုတ်နေတာဖြစ်တဲ့အတွက်တိပင်းတပင်းဟာတဲ့အမြင့်ပုတ်တယ်ဆိုရင်အပင်ရှင်မှုအင်မတန်ဖြစ်ပါဟုတ်ဘလောက်ပဲကံတရားကကူညီကူညီမာသာမာသာအဲ့ဒီကံတရားတွေပေါ်မှာမူတည်ပြီးပဲအလုပ်လုပ်ပါအားနဲ့ခွန်နဲ့တော့သွားပြီးမလုပ်နဲ့ပေါ့ဗျာနော်အဲကြောင့်မလို့ကံကောင်းတဲ့အချင်း နော်ကျွန်တော်တို့ကံကောင်းတဲ့အခါကံကောင်းတဲ့နေ့ရက်ကလေးစောင့်ပြီးတော့မှအပိုင်လုပ်ပါဒါဆိုရင်ကံကောင်းပါမယ်ခင်ဗျနော်ဟိုနေ့တူစွာပဲတဲ့နော်ကျွန်တော်တို့အင်္ဂါသာသမီတယောက်ဟာတဲ့နော်ကျွန်တော်တို့ရှားမိကင်းကြတယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီနေ့ကအင်္ဂါသာသမီတယောက်ဟာဆရာတို့ဒီရိုးရပေါ် channel မှာဆရာရှိမှပြောခဲ့တဲ့ခေါင်းစဉ်လေးကတော့ရှားမိကင်းရဲ့သဘောတဘာဝလို့ဆရာတင်ပြပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲဒီတစ်ပတ်မှာလဲဆရာက ရှာမိကိန်းနဲ့ပတ်သက်တဲ့အင်္ဂါသာသမီးကြောင့်လေးလည်းထည့်ပြောပေးမှာဖြစ်ပါတယ်။အင်္ဂါသာသမီးတယောက်ဟာတဲ့เนาะကျွန်တော်တို့အတက်ကနေပြီးတော့ကျွန်တော်တို့အင်္ဂါဂျိုရဲ့ဂျိုသက်ကရှင်းနေဖြစ်တာဖြစ်တဲ့အတွက်ရှင်းနေကနေကြော်တဲ့ကကိုနှစ်ကိုရောက်ပြီးဆိုလို့ရှိလို့ရှိရင်တဲ့เนาะကျွန်တော်တို့ပေါ်တဘူးဂျိုရောက်ပါတယ်။ကိုနှစ်ကနေ7နှစ်ရောက်ပြီးဆိုလို့ရှိရင်တော့အင်္ဂါသာသမီးတယောက်ဟာတဲ့ရှာမိကိန်းနဲ့ဝင်လာဖြစ်တဲ့အတွက်အထူးတတိထားမယ်ကန်တရားဖြစ်ပါတယ်။เนาะကျွန်တော်တို့စနေဂျိုဆိုတာကမီးဂျိုဖြစ်ပါတယ်။เนาะဒုံနည်းတူသွားပဲတဲ့ ဒါကျွန်တော်တက်ရောက်ရှာမီကိုခေါ်ပါတယ်ခင်ဗျနော်ဟိုနေ့တူသွားပဲတဲ့အဲကျွန်တော်တို့ရှာမီကြပြီဆိုလို့ရှိရင်လေတဲ့အင်းကလေဂျိုဖြစ်သလိုစနေရမီဂျိုဖြစ်တဲ့အတွက်မီးလောင်ကလေပင်ခြင်းလို့ခေါ်တယ်အလားကျွန်တော်တို့အပြောဆိုမတက်မဲအပေါင်းသင်းနေမှားမဲ့ဆိုရင်အပေါင်းကြောင့်ဂုံပြတ်တတ်တယ်လို့တဲ့အပေါင်းကြောင့်လေဂုံတက်တတ်ပါတယ်အဲ့တော့အပေါင်းသင်းကိုကြည်ပေါင်းပါခင်ဗျနော်အပေါင်းသင်းမှားတတ်ပါတယ်ပုံနည်းတူတာပဲတဲ့ကိုယ့်ရဲ့အညွန့်ဂျိုဖြစ်တဲ့ဗုဒ္ဓဘုဂျိုကလည်းပေးနေတာဖြစ်တဲ့အတွက် အညံ့ညို့မတွန့်စီရဆိုတဲ့ကဲကျွန်တော်အမြင့်ကလည်းပုံနေသလိုအညွတ်ကလည်းတည်နေတာဖြစ်တဲ့အတွက်ကံကုသို့အလုံးလို့ခေါ်တဲ့ဘာသာရေးတွေညံ့များလို့ပါဒါမှသာလေကံကောင်းခြင်းဆိုတဲ့ကျွန်တော်တို့အင်္ဂါသားသမီးတွေဖြစ်မှာပါဖြစ်ပါလေခင်ဗျဟောတာကြောင့်မလို့စိတ်ကောင်းစေနာကောင်းတွေထားပါစိတ်ကောင်းစေနာကောင်းရဲ့အကျိုးလေခံစားရမှာဖြစ်ပါလေခင်ဗျအဲ့တော့ရှားမီကြသေးတဲ့ကိန်းလေးတွေကတော့ကိုနစ်ကနေစပြီးတော့ကျွန်တော်တို့အကောနစ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်ဂျွေရှားမီလို့ခေါ်ပါတယ် တော့ကျွန်တော်တို့အဲ့တော့ရှင်းနဲ့စားမယ်ရှင်းနဲ့စားတယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့7နှစ်ဆိုရင်ကျွန်တော်တို့ရှာမီကင်ရောက်ပြီပါခင်ဗျာနော်အဲ့တော့ရှစ်တလီရှိဆိုတော့ကျွန်တော်3ကျင်းတော့စနေမှာတက်ရောက်တာဟုတ်အဲ့တော့တက်ရောက်စနေပြည့်တဲ့အတွက်ရှာမီကြပါတယ်ထုံနေသူသွားပဲကျွန်တော်တို့ရှင်းနှစ်9နှစ်10နှစ်7နှစ်ဆိုတော့အဲ့ဒီကင်လေးတွေကဘဝမှာရှာမီကြစီတဲ့ကံတရားဖြစ်တဲ့အတွက်အပူတော့ကတွေလည်းကြုံစီတတ်ပါတယ်စိတ်ဆုံးဖြတ်ခြင်းလည်းမိုင်းစီတတ်ပါတယ်ဒီကြားထဲမှာ ကိုပေါင်းတဲ့အပေါင်းကအပေါင်းသင်းမှိုင်းလေဒုက္ခရောက်စီတတ်ပါလေ။ဟိုရှိတော့ကဥပမာလေးတစ်ခုနဲ့ပြောမယ်ဆိုရင်အင်မတန်မှချုံမြင်လာတဲ့တပ်ပန္တရတရက်ဒီလိုခေါ်တဲ့အတိအားတကြိုက်ကလေးစားယုံနဲ့အကျော်ပေါင်းတစ်ထောင်ကိုစိုက်ပြီးတော့ကောင်းစီတတ်တယ်လို့ကျွန်တော်တို့ရှေ့စာပေဘဟုတုဒ္ဒရာသွင်းနေမှာရှိခဲ့ပါလေ။အဲ့လိုကောင်းတဲ့ချုံမြင်တဲ့တပ်ပန္တရတရက်ဒီတော်မှာပဲဘေးနားမှာဝေးတော့ပင်လို့တမပင်လို့စသည်ဖြင့်အားစီတတ်တဲ့အပင်တွေ ဝင်းရပြီးတော့စိုက်မယ်ဆိုရင်တဲ့အင်မတန်ချုံမြင်တဲ့တပ်ပန္တရာတည့်ရတိဟာခါသွားတယ်လို့ဒါကအသက်မရှိတဲ့တစ်ပင်တော်အမြင့်ချင်းကူးရင်အခါရကကူးစီတတ်ပါလေမကောင်းတဲ့ဟာကတေးသေးကြီးကြီးတော့ကျွန်တော်တို့ပေါင်းရှက်မိလို့ရှိရင်ဘလောက်ကကောင်းတဲ့ဖြစ်နေဒီဘလောက်ကောင်းတဲ့အရာပဲဖြစ်နေရစီချင်းကိုကြုံစီတတ်တယ်ဆိုတဲ့တာရကလေးပါခင်ဗျအကြောင်းမလို့လဲတော့အင်္ဂါသားသမီးများဟာအမြင့်ကလည်းပုံနေတယ်အညွန့်ကလည်းတင်းနေတာဖြစ်တဲ့အတွက် ကံတရားကိုပဲအကူအမဖြစ်တဲ့အတွက်ကံကုသိုလ်အလုံးလို့ကျွန်တော်တို့မြန်မာမှာအထိပယ်ရှိပါတယ်အကြောင်းမလို့ကုသိုလ်ကောင်းမှုတွေများများလုပ်ပါအင်္ဂါသာသမီများတွေကံကောင်းစေခြင်းနဲ့ဆိုရင်တော့တော့ကျွန်တော်တို့မိမိဘများကိုကျွန်တော်တို့ဆေးလူတင်းတော့ဘုန်းကြီးရဟန်းများကိုသင်္ကန်းတွေထီတို့ပနတ်တို့လူတန်းချင်းတော့ကျွန်တော်တို့ပြီးလို့ကြည့်လို့ရှိရင်တဲ့ကိုယ့်ရဲ့တင်းစရာမြင်းစရာကြားစရာများကိုတနေ့တကာပူဇော်ကြတော့ချင်း ။နောက်ဒဏ္ဍနာငါးပါးဖြစ်တဲ့ဘုရားတရားတန်ခါမိဘဆရာသမားများကိုလူတန်းပူဇော်ခြင်းများနဲ့အာစိဏကံလို့ခေါ်တဲ့အဋိဒ္ဒံပရိစိတ်ခြင်းများကိုများများလုပ်ပေးပါခင်ဗျ။ဒါဆိုရင်အင်္ဂါသားသမီးများဟာကံကောင်းခြင်းတွေဖြစ်မယ်လို့ဆိုပါတယ်ခင်ဗျ။အဲ့တော့ကံဆိုတာအလုတ်လို့ခေါ်ပါတယ်။အလုတ်ကောင်းရင်ကံကောင်းစီတတ်ပါတယ်။ဒါကြောင့်မလို့ကံကုသိုလ်အလုတ်ဆိုတာဖြစ်တဲ့အတွက်ကံကောင်းခြင်းရင်ကုသိုလ်ကောင်းမှုလုပ်ပါ။ဒါဆိုလို့ရှိရင်အလုတ်ကောင်းတွေရမယ်စီးပွားတွေဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ အမြင့်ကျော်ဖြစ်တဲ့တင်းပါကျူတွေကပုံနေတာဖြစ်တဲ့အတွက်ဝေကြောက်ကားလို့ခေါ်တဲ့အဲ့ဒီလိုမျိုးအင်ချမ်းမြေလုပ်ငန်းမျိုးကိုလုပ်တဲ့အခါမှာလဲအထုတတိထားပါခင်ဗျအလိညာလက်ပတ်တွေကျုံစီတတ်ပါတယ်နောက်ဗုဒ္ဓဘူးနဲ့အညွန့်ကတင်းနေတာဖြစ်တဲ့အတွက်ရေလုံငန်းချွေလုံငန်းတွေအထုတတိထားပါခင်ဗျလုပ်ငန်းကြီးလုပ်မဲ့ပုံကူများနောက်ထုံးနည်းတူသွားပဲဆန်စီစီစာဆက်ဟုတ်ကဲ့အခမ်းမသိရင်ကိုယ့်စီမှာ ပိုက်ဘောလို့ခေါ်တဲ့နောက်ကျွန်တော်တို့ညက်ပြီးတော့မိနေတတ်ပါတယ်ဒါကြောင့်မလို့ယင်းနည်းမျိုးနဲ့တော့မဲ့ဆိုရင်လဲအထုတတိထားမဲ့ကာလဖြစ်ပါတယ် ကြောင်မလို့ကျွန်တော်တို့တိုက်ကြုံမှာရောက်နေတာဖြစ်တဲ့အတွက်ဝိဇ္ဇာတွေဘိုးတော်တွေကုညီမသားတွေတောင်းမှာအိမ်မှာသာသနာဘွဲတွေလူသားမေးပါခင်ဗျအင်းရဖရားမှာနေစဉ်ကျွန်တော်တို့ကိုယ့်ရဲ့အညွန့်ကြိုဖြစ်တဲ့ရေသက်စိတ်ကော့ဗလာလေးနဲ့လူတွေပါခင်ဗျနော်အဲရေသက်စိတ်ကိုကျွန်တော်တို့စတိဇုံလေးနဲ့ထည့်ပြီးတော့နေစဉ်အာစိနကံလူတန်းချင်းဖြစ်ကိုယ့်ရဲ့ကံကောင်းခြင်းတွေကံညံ့တာတွေပျောက်ပျောက်စီတတ်ပါလေနောက်ဒုံးနည်းလူသားပဲ အင်္ဂါသာသမီးရဲ့ဘုံမီးရက်ကြည့်တယ်အနောက်ရက်ကိုအသွားလာဆင်ကျင်ပေးပါခင်ဗျာနော်အဲ့တော့ဘုံမီးရက်ကိုသွားလာလာတာကြည့်ဆိုင်ပါပုံနည်းလူသာပဲနော်ကျွန်တော်တို့အမှုခင်းပြဿနာတွေတက်စီတတ်ပါတယ်နောက်စာချုပ်စာတမ်းနဲ့ပတ်သက်တဲ့လက်မှတ်ထိုးအာမခံခြင်းတွေအတုကယူဆိုင်ပါခင်ဗျာနော်နောက်ဒုံနည်းလူသာပဲခရီးဝေးတွေသွားလာလာတာအတုကယူဆိုင်ပေးပါခင်ဗျာနော်အဲ့တော့အင်္ဂါသာသမီးများဟာရှာမီကိန်းကလွတ်ကျင်တယ်ရှာမီကိန်းကြပြီဆိုရင်တော့ ပို့ပြီးတော့ခယူးဆိုင်ပါခင်ဗျာနော်နောက်တစ်ခုကစောတွေ့ခြင်းလို့ခေါ်တဲ့အခါမှာကြာလို့ရှင်လဲစောက်တွေလက်တွေရတာတည်းဖြစ်ပြီမဲ့လို့ကိုယ့်ရဲ့အမြင့်ညွန်ကမကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်အတက်ကြီးတဲ့မိန်းမတွေရဲ့ထောင်ချောက်ဆင်ခြင်းစာချုပ်စာတမ်းလက်မှတ်ထိုးတဲ့ခါမှာမာယွန်းခြင်းတွေကြုံစီတတ်တာဖြစ်တဲ့အတွက်ဒီနှစ်မှာတော့အင်္ဂါသားသမီးများဟာဘာသာရေးနဲ့ပတ်သက်လို့တရားတရားများများလုပ်ပြီးကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့စုတောင်းမှုပြုမယ်ဆိုရင်ကံကောင်းခြင်းဖြစ်စေတတ်မယ်ဆိုတဲ့အကြောင်း ရိုးရဘော channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်ကအင်ပြပေးခြင်းဖြစ်ပါတယ်ခொနည်းသားသမီးအားလုံးဒီပြာကြီးဝေးကွာပြီးအိတ်စီတန်ဒူရဆန်နောက်ပြေဝကြပါလိမ့်ခင်ဗျာ for watching